ကားတို့သမီးတို့မင်္ဂလာပါဒီချေကတော့တတမတန်တင်ချာပါတာရက်ကိုတင်ချာပေးမယ်ဒီချေဆိုးဖြစ်ပါတယ်ဒီနေ့ဒီချေပြောပြမယ့်အကြောင်းအရာကတော့တင်ချာတစ်အခန်းကအခရာကိန်းတန်းများခေါင်းစဉ်ကသင်္ကန်းစာ၅ဖြစ်တဲ့ အခရာကိန်းတန်းများမြောက်ခြင်းအကြောင်းဖြစ်ပါတယ်။အခရာကိန်းတန်းတွေကိုမြောက်တဲ့အခါမှာ အမြောက်ဖလဲရဂုံတက်တိအမြောက်ဖဆက်ရဂုံတက်တိနဲ့ဖြန့်ဝေရဂုံတက်တိတွေကိုအသုံးပြုနိုင်ပါတယ်။အရင်ဆုံးမိုနိုမီယဲများမြောက်ခြင်းကို လေ့လာကြည့်ရအောင်။မိုနိုမီယဲနှစ်ခုသို့မဟုတ်နှစ်ခုထက်ပိုသော မိုနိုမီယဲများမြောက်ခြင်းကိုဒီကျေရောဒီမှာ ပြထားမယ်ပုံစံတွက်တွေတိုင်းလေ့လာကြည့်ရအောင်။ ပုံစံတွက်တစ်ကိုကြည့်ရအောင်ပုံစံတွက်တစ်မှာမိုနိုမီယဲ 3A နဲ့မိုနိုမီယဲ 5B တို့ကိုမြောက်ပါမယ်အဲ့တော့ 3A အမြောက် 5B ဆိုဒီကျေတို့ဂွင်းလေးတွေဖြုတ်ပြီးတော့ရေးကြမယ်ပြီးလို့ရှိရင်အကိန်းပြည့်တွေဖြစ်တဲ့3နဲ့ 5ကိုဒီချယ်တို့အရင်ဆုံးပြောင်းမယ်ပြီးတော့မှ A နဲ့ B ကိုပြောင်းပါမယ်အဲ့လိုဆိုရင်3 5 5 A နဲ့ B နဲ့မြောက်ရင် AB ဆိုပြီးတော့5 AB ကို ရရှိပါမယ်ပုံစံတွဲနှစ်ကတော့2 A square - 3Y ရဲ့4စက်ကိုမြောက်ပါမယ်အဲ့တော့ဒီချယ်တို့ဒီမှာဆိုလို့ရှိရင်ကိန်းပြည့်တွေဖြစ်တဲ့နှစ်ရဲ့ အနှုတ်၃ရဲ့၄ရဲ့ကိုတွန့်ခွင်းထဲမှာထည့်ပြီးတော့ပျောက်ပါမယ်။နောက်တကွင်းထဲမှာကြတော့ h scale y ရဲ့ z scale ဆိုပြီးတော့အခရာကိန်းတွေကိုထည့်ပြီးတော့မြောက်မယ်။အဲ့လိုဆိုရင်2ရဲ့ -3 ရဲ့4ရဲ့မြောက်လိုက်လို့ရှိရင်အနှုတ်24 xyz ကိုရရှိပါမယ်။ပုံစံတွက်3ကိုဆက်ပြီးတော့ကြည့်ရအောင်။ 16ရရဲ့နှစ်ပိုင်းတစ်ပိုင်းပီရဲ့၄ပိုင်းတစ်ပိုင်းကျူရဲ့မြောင်းပဲအဲ့ဒီမှာကိန်းနေဖြစ်တဲ့16ရကနှစ်ပိုင်းတစ်ပိုင်းရဲ့၄ပိုင်းတစ်ပိုင်းရဲ့ကိုမြောင်းမယ်နောက်တကွေးနဲ့မှကြတော့ r ရဲ့ p ရဲ့ u ရဲ့ကိုမြောက်ပါမယ်အဲ့တော့16ရကနှစ်ပိုင်းတစ်ပိုင်းရဲ့၄ပိုင်းတစ်ပိုင်းရဲ့မြောက်လိုက်တဲ့အခါမှာ2ကိုရရှိပါမယ် r ရဲ့ p ရဲ့ u ရဲ့မြောက်ရင် r p q ရမယ်ပြီးငယ်စဉ်ကြီးလိုက် အခရာတွေကိုစီလိုက်တဲ့အခါမှာ 2P2R ကိုရရှိပါမယ်။ပုံစံတွက်၄ကတော့ 12A ရဲ့အနှုတ်၈ရဲ့ 3A²B ရဲ့ 4B ကျုကဲမြောက်ပါမယ်။အဲ့ဒီတော့ကိန်းတွေကိုဒီချေတို့အရင်ဆုံးမြောက်မယ်။12ကဲအနှုတ်၈ကဲ 3ရက်4ရက်မြောင်းမယ်ပြီးလို့ရှိရင် A ရက် A 2ထပ်ကဲ B ရက် B 3ထပ်ကဲမြောက်ပါမယ်အဲ့လိုမြောက်တဲ့အခါမှာဆိုရင်အပောင်းနေနဲ့အနှုတ်တစ်ခုနဲ့မြောက်လို့ရှိရင်အဖြေကအနှုတ်နဲ့ထွက်ပါမယ်ပြီးရင်1152ရမယ်ပြီးလို့ရှိရင် A 1ထပ်ရက် A 2ထပ်ရက်ဆိုရင် A 3ထပ်ရမယ် B ရဲ့ B 3တက်ရဲ့မြောက်ရဲ့ B 4တက်ရမယ်အဲ့ဒါကြောင့်အဖြေကအနှုတ်1152 A 3တက် B 4တက်ရရှိပါမယ် ီကျဲရိုမှတ်သားစရာအချက်ကလေးရတော့ကိန်းကနန်းစခွဲကိန်းတွေကိုဥစွာရှင်းပြီးတော့မှအခက်ရကိန်းတွေကို အခက်ရဆင်လိုက်ရေးပြီးတော့ရှင်းလေးရှိတာကိုသားတို့သမီးတို့မှတ်ထားရပါမယ်ဆက်လက်ပြီးတော့မိုနိုမီယဲတစ်ခုနဲ့ဘိုင်းနိုမီယဲသို့မဟုတ်ထရိုင်နိုမီယဲတို့မြောက်ချင်းကို လေ့လာကြည့်ရအောင်ပုံစံတွက်တစ်က2 queen sa တူးစီအပေါင်းဒီခွင်းပိတ်ကိုရှင်းပါတဲ့ဒီချေတို့အရင်ဆုံးမိကွန်းလေးကိုပြန်ရေးမယ်တူးခွင်းစာတူးစီအပေါင်းဒီခွင်းပိတ်ဖြစ်ပါတယ်အဲ့ဒီမိကွန်းလေးကို ရှင်းတဲ့အခါမှာဆိုရင် ဖြန့်ဝေရဂုံတက်တီကိုအသုံးပြုရမှာဖြစ်တယ်အဲ့တော့တူးနဲ့တူးစီကိုမြှောက်မယ်နောက်တစ်ခါတူးနဲ့ဒီကိုမြှောက်ပါမယ်အဲ့တော့တူးနဲ့တူးစီနဲ့မြှောက်ရင် ကိန်းကနန်းအချင်းချင်းအရင်မြောက်တော့နှစ်နှက်လီလေပြီးတော့မှ အခရာကိန်း C ကိုရေးတော့ 4C ပြီးအပေါင်းအခရာကိန်းနဲ့ကိန်းနဲ့ကိုမြောက်လိုက်တဲ့အခါမှာဆိုရင် 2D ကိုရပါမယ်အဖြေက 4C အပေါင်း 2D ဖြစ်ပါတယ်ပုံစံတွက်နှစ်ကိုဆက်ပြီးတော့တွက်ကြည့်အောင် C ခွင်းစာ A အပေါင်း 2B အနုပ် 3C ဂွင်းပိတ်ကိုရှင်းပါဆိုတဲ့မိကွန်းဖြစ်ပါတယ်။အရင်ဆုံးမိကွန်းလေးကိုရေးမယ်။ C ဂွင်းစာ A အပေါင်း 2B အနုပ် 3C ဂွင်းပိတ်ကိုတွက်ပါမယ်။ ဖြန့်ဝေရဂုံတက်တီကိုတုံးလို့ရှိရင် C ကို A နဲ့အရင်မြောက်မယ်ပြီးရင် C ကို 2B နဲ့မြောက်မယ်ပြီးရင် C ကို အနှုတ် 3C နဲ့မြောက်တာကိုတီချယ်တို့ပေါင်းပါမယ်အဲ့တော့ A နဲ့ C နဲ့မြောက်ရင် AC အပေါင်း C နဲ့ 2B နဲ့မြောက်ရင် 2BC ပြီးအပေါင်းနဲ့အနှုတ်နဲ့မြောက်ရင်အနှုတ်ရတဲ့အတွက် အနှုံး C နဲ့ 3C နဲ့မြောက်တော့ 3C နှစ်ထပ်ကိုရရှိပါမယ်။ပုံစံတွက်သုံးကိုဆက်ပြီးတော့ကြည့်ရအောင်။အနှုံး 5B ကွင်းစာ 2B အနှုံး 8Q အပေါင်းအာကွင်းပိတ်ကိုရှင်းပါဆိုရဲမေကွန်းလေးဖြစ်ပါတယ်အဲ့တော့မေကွန်းလေးကိုပြန်ရေးကြရအောင် a no 5b queen sa 2b a no 8q about a queen ပိတ်မေးခွန်းလေးကိုပြန်ရေးလိုက်တယ်ဖြန့်ဝေရဂုံတက်တီကိုအသုံးပြုတဲ့အတွက်ကြောင့် a no 5b ကို 2b နဲ့မြှောက်မယ်ပြီးရင် about a no 5b ကို a no 8q နဲ့မြှောက်မယ်ပြီးရင် about a no 5b ကို r နဲ့မြှောက်ပါမယ်အဲ့တော့ teacher တို့ အနှုတ်5ပီနဲ့2ပီနဲ့မြောက်လို့ရှိရင်အနှုတ်10ပီနှစ်ထပ်ရရှိမယ်အနှုတ်5ပီနဲ့အနှုတ်8ကျူကိုမြောက်တဲ့အခါမှာဆိုရင်တော့အနှုတ်နဲ့အနှုတ်နဲ့မြောက်ရင်အပေါင်းရတဲ့အတွက်ကြောင့်အပေါင်း40ပီကျူကိုရရှိမယ်ပြီးရင်အနှုတ်5ပီနဲ့အာကိုမြောက်တဲ့အခါမှာဆိုရင်အနှုတ်5ပီအာကိုရရှိပါမယ် ပုံစံတွက်လေးကိုဆက်တွက်ကြည့်ရအောင်ပုံစံတွက်လေးကဂွင်းစာ 5a အနှုတ် 3b အနှုတ် 2c ဂွင်းပိတ်ပြီးရင်ဂွင်းစာအနှုတ် 6d ဂွင်းပိတ်ကိုရှင်းပါတဲ့ဒီချေတို့မေးခွန်းကို ပြန်ရေးပါမယ်ဂွင်းထဲမှာ 5a အနှုတ် 3b အနှုတ် 2c တကွင်းနောက်ဂွင်းကကြတော့အနှုတ် 6d တကွင်းအဲ့တော့ ဒီကျဲတော့မြောက်လိုက်တော့မယ်ဆိုရင်ဖြန့်ဝေရကုံတက်တိပဲသုံးပါမယ် 5a ကိုအနှုတ်60နဲ့တခါမြောက်မယ်ပြီးအပေါင်းအနှုတ် 3b ကို အနှုတ်60နဲ့မြောက်မယ်ပြီးအပေါင်းအနှုတ် 2c ကို အနှုတ်60နဲ့မြောက်ပါမယ်အဲ့တော့အပေါင်းနဲ့အနှုတ်နဲ့မြောက်ရင်လက္ခဏာအနှုတ်ဖြစ်တယ်ကိန်းကနန်းချင်းမြောက်တဲ့အခါမှာဆိုရင်တော့9 6 4 30 အခရာကိန်းချင်းမြောက်လို့ရှိရင် A နဲ့ D နဲ့မြောက်ရင် AD ရပါမယ်။ပြီးအပေါင်းအနှုတ်အနှုတ်ချင်းမြောက်ရင်အပေါင်းဖြစ်တဲ့အတွက်ကြောင့်ဒီချေတို့အပေါင်းရေးပါမယ်။ပြီးရင်ကိန်းကနန်းချင်းမြောက်ရင်63 48နောက်တစ်ခါ B နဲ့ D နဲ့အခရာကိန်းချင်းမြောက်ရင် BD ရပါမယ်။ ပြီးရင်အနှုတ်နဲ့အနှုတ်နဲ့မြောက်ရင်အပေါင်းရတဲ့အတွက်ကြောင့်အပေါင်းလက္ခဏာကိုရေးပါမယ်ပြီးရင်2နဲ့6နဲ့မြောက်ရင်6242ဆိုတော့7ရမယ် C နဲ့ D နဲ့မြောက်ရင် CD ရမယ် အဲ့ဒါကြောင့်အဖြေကအနုတ်30 AD အပေါင်18 BD အပေါင်12 CD ဖြစ်ပါတယ်ဆက်လက်ပြီးတော့ geometry ပုံများရဲ့အတိုင်းအတာတွေကို အခရာကိန်းတန်းများနဲ့ပေါ်ပြခြင်းအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်ပုံစံတွက်တစ်ကပေးထားသော student ဤမျက်နှာပြင် area ကိုရှာပါဆိုတဲ့မိကုံးမှာပုံလေး student ပုံလေးကိုဒီမှာပြထားတယ် စတူယန်ရဲ့အနာတစ်ဖက်ကလည်း A နောက်တစ်ခါအနာတွေအားလုံးက A ဖြစ်တာကို A A ဆိုပြီးတော့ဒီမှာရေးပေးထားပါတယ်အဲ့တော့မျက်နှာပြင်ရဲ့ area ကိုလိုချင်ရင် အနာအမြောက်အနာဖြစ်တဲ့အတွက်ကြောင့် A နဲ့ A နဲ့မြောက်ရင် A နှစ်ထပ်ကိုရရှိပါမယ်။ပုံစံတွဲနှစ်ကမေခွန်းလေးရတော့ဒီမှာပေးထားတဲ့ပုံ အန်စာဒုံးရဲ့ဒုတဲ့ကိုရှာပါတဲ့။အန်စာဒုံးမှာ အနာတွေအလုံးဟာညီပါတယ်။အလျားကလည်း A အနံလည်း A အမြင့်လည်း A ဖြစ်တဲ့ဒုတဲ့ဆိုတာက အလျားရဲ့အနံရဲ့အမြင့်မြောက်တဲ့အတွက်ကြောင့် အေအမြောက်အေအမြောက်အေဆိုရင်အေသုံးတက်ကိုရရှိမှာဖြစ်ပါတယ်။ပုံစံတွက်သုံးရဲ့မေကွန်းလေးရတော့အနားတစ်ဖက်လျှင်2 a စင်တီမီတာရှိသည့်ပေးထားသောစတူရန်ဤမျက်နှာပြင်ဧရိယာကို ရှာပါဆိုတဲ့မေကွန်းဖြစ်ပါတယ်။ဒီပုံလေးမှာဆိုလို့ရှိရင်အနားတစ်ဖက်ကို2 a စင်တီမီတာရှိရဲ့ ဒီအနံကလည်းပဲအနားတစ်ဖက်ကို 2a စင်တီမီတာဆိုပြီးတော့ပြထားပါဗါတယ်။အဲ့တော့မျက်နှာပြင် area ကစတုရမ်းမှဆိုရင်အနားအမြောက်အနားဖြစ်တဲ့အတွက်ကြောင့် 2a နဲ့ 2a ကိုမြောက်ပါမယ်။အဲ့ဒီတော့ကိန်းကနန်းချင်းချင်းမြောက်ရင်2အမြောက်2နောက်တစ်ခါ a ကို a နဲ့မြောက်ရင် a အမြောက် a ဆိုတီချာရော ကိန်းကနန်းရဲ့အခရာရဲ့ဆက်မြောက်လိုက်တဲ့အခါမှာဆိုရင် 4a square 2ရန်စင်တီမီတာကိုရရှိပါတယ်။အဲ့လိုမျိုးမရေးဘဲနဲ့ 4a square စင်တီမီတာ square ဆိုပြီးတော့သင်္ကေတနဲ့ရေးရင်လည်းရပါတယ်။ပုံစံတွက်လေးကို ကြည့်ရအောင်။အနားတစ်ဖက်လျင်2 a centimeter ရှိတဲ့ပေးထားသောကုပပုံရဲ့ဒုတဲ့ကိုရှာပါတဲ့။ကုပပုံရဲ့အနားရာဆိုရင် 2 cm စီရှိကြတယ်အလျားကလည်း2 cm အနံလည်း2 cm အမြင့်ကလည်း2 cm ဖြစ်ပါတယ်ကုပပုံရဲ့ဒုတဲ့ကအလျား အမြောက်အနံအမြောက်အမြင့်ဖြစ်တဲ့အတွက်ကြောင့်အလျား2 a ရဲ့အနံ2 a ရဲ့အမြင့်2 a ရဲ့ကိုဒီကျေရိုးမြောက်ပါမယ်အဲ့ဒီခါမှာဆိုရင်ကိန်းကနန်းအနေကိုအရင်မြောက်မှဖြစ်တဲ့အတွက်ကြောင့် 2အမြောက်2အမြောက်2ရေးပါမယ်ပြီးလို့ရှိရင် a ကို3ကမြောက်တဲ့အတွက်ကြောင့်အမြောက် a အမြောက် a အမြောက် a ဆိုပြီးတော့3ကဆက်ရေးမယ်အဲ့ဒီတော့2နှစ်လီ4 4နှစ်လီ8ဆိုတော့အဖြေက8အခရာကိန်းတွေကိုမြောက်တဲ့အခါမှာဆိုရင်တော့ a 3 det ရမယ်အဲ့ဒါကြောင့် 8a 2 ကုပါစင်တီမီတာကိုရရှိပါမယ်။ဒါမှမဟုတ်ရင် 8A ကျူးစင်တီမီတာကျူးဆိုပြီးတော့ရေးလို့ရပါတယ်။ ဒီနေ့တီချေပြောပြပေးခဲ့တဲ့အကြောင်းအရာကတော့သင်္ချာတိအခန်းကအခရာဂိန်းတန်းများရဲ့သင်ခန်းစာ၅ဖြစ်တဲ့အခရာဂိန်းတန်းများပျောက်ခြင်းအကြောင်းဖြစ်ပါတယ်။ဒီနေ့တီချေရှင်းပြပေးခဲ့တဲ့သင်ခန်းစာကိုသားတို့သမီးတို့နားလည်သဘောပေါက်မယ်လို့တီချေမျှော်လင့်ပါတယ်။သားတို့သမီးတို့နားလည်သဘောပေါက်လို့ရှိရင်ဖတ်စာအုပ်မှာပါတယ်။လေ့ကျင့်ခန်းတွေကိုကြိုးစားပြီးတော့တွက်ဆခြင်းပါတယ်။နောက်သင်ခန်းစာတွေမှာတီချေတို့ပြန်တွေ့ကြမယ်နော်။ Bye bye ။ ဒီနေ့ဒီချေပြောပြပေးမယ့်အကြောင်းအရာကတော့တင်ချတေးအခန်းကအခရာဂိန်းတန်းများရဲ့သင်ကန်းစာ6ဖြစ်တဲ့မိုနိုမီရဲ့အချင်းချင်းစားခြင်းကြောင့်ဖြစ်ပါတယ်။မိုနိုမီရဲ့အချင်းချင်းစားခြင်းဆိုဒီမှာတဲ့ပိုင်းဝေမှာရှိတဲ့အခရာဂိန်းကနန်းများရရန် ပိုင်းခြေမှာရှိတဲ့အခရာကိန်းကနန်းများကိုမြည်သည့်ကိန်းဖြင့်မြောက်ရမည်ကို ရှာခြင်းဖြစ်ပါတယ်။ဥပမာ 2x အစား x ကိုစဉ်းစားကြည့်ကြပါစို့။ 2x ကိုရအောင် x ကိုဘယ်ကိန်းနဲ့မြောက်ရမလဲဆိုတာကိုဒီချေတို့စဉ်းစားကြရပါမယ်။အဲ့တော့ 2x ကိုရရန် x ကိုဘာနဲ့မြောက်မလဲဆိုရင်ဒီချေရို2နဲ့မြောက်ရမှာဖြစ်တယ်။အဲ့ဒါကြောင့် 2x ကို x နဲ့စားလို့ရှိရင်အဖြေက2ရတယ်။တတိပြုရမှာကတော့အခရာကိန်းများစားခြင်းမှာစားမိအခရာကိန်းရဲ့တန်ဖိုးဟာတုံညာမဖြစ်ရပါဘူး။ဘာဖြစ်လို့လဲဆိုတော့တုံညာနဲ့စားခြင်းကိုအတိတ်ပဲတတ်မှတ်၍မရတော့ကြောင်းဖြစ်ပါတယ်။ ီကျဲတို့ပုံစံတွက်တစ်ကို တွက်ကြည့်ရအောင် မေခွန်းက 12xy အစာ 6x ကိုရှင်းပါဆိုတဲ့မေခွန်းဖြစ်ပါတယ်အသားတို့သမီးတို့မေခွန်းလေးကို အရင်ပြန်ရေးလိုက်ပါ 12xy အစာ 6x ဆိုပြန်ရေးမယ်အဲ့တော့ဒီကျဲတို့ပိုင်းကိန်းမြင့်လေးရဲ့အပေါ်မှာပိုင်းဝေမှာဆိုလို့ရှိရင် 12xy ကိုရေးမယ် ပိုင်းခြေမှာဆိုရင် 6h ကိုရေးမယ်အဲ့တော့ teacher တို့ပိုင်းခြေမှာ 6h ကိုအရင်ရေးထားမယ် 12xy က 6h ကိုဘာနဲ့မြောက်ထားတာလဲဆိုပြီးတော့စဉ်းစားတဲ့အခါမှာ 12xy က 6h ကို 2y နဲ့မြောက်ထားတာဖြစ်တယ် အဲ့ဒါကြောင့် 2y အမြောက် 6x ကိုပိုင်းဝေမှာရရှိမယ်အဲ့လိုဆိုရင်ပိုင်းဝေက 6x ကဲပိုင်းခြေက 6x ကဲကိုကျင်းလိုက်တဲ့အခါမှာဆိုလို့ရှိရင်အဖြစ် 2y ကိုရရှိမှာဖြစ်ပါတယ်အဲ့ဒီပုံစံမှာဆိုလို့ရှိရင် x က၃ညနဲ့မညီဖို့တော့လိုအပ်ပါတယ်ပုံစံတွက်နှစ်မိကွန်းလေးကိုဖတ်ကြည့်အောင်စတုရန်မီတာပေါင်း တူးပီကျူကျဲဝင်းသောကစားကွင်းတစ်ခုကိုចောင်းသားပီရောက်တို့ကရှင်းလင်းကြရဲចောင်းသားတယောက်သည်ပြင်းမြခြင်းအဖြစ်ဧရိယာမီမြစီရှင်းရသည်နီးဆိုတဲ့မိကွန်းလေးဖြစ်ပါတယ်ဒီကျဲတို့ဒီမိကွန်းကိုတွေ့ကြည့်ရအောင်ကျောင်းသားပေါင်းဘယ်နှယောက်ရှိလဲဆိုတော့ကျောင်းသားပေါင်းပီယောက်ရှိတယ်။အဲ့ဒီကျောင်းသားပေါင်းပီယောက်ရှင်းတဲ့ဧရိယာဘာဝကြတော့ 2p juice 2ရမ်းမီတာဖြစ်တယ်။အဲ့တော့တယောက်ရှင်းရတဲ့ပြန်ပြ area ကိုလိုချင်ရင် area ဘောင်းကို တီးပြီးတော့ကျောင်းသားဘောင်းနဲ့စားရမှာဖြစ်တယ်။အဲ့ဒါကြောင့် area ဘောင်းက 2p juice ကျောင်းသားဘောင်းက p ဖြစ်တဲ့အတွက်ကြောင့် 2p juice ကို p နဲ့စားမယ်။ ကိမ်းမြင်းရဲ့အပေါ်မှာတီကိန်း2ပီကျူကိုထားမယ်ကိမ်းမြင်းရဲ့အောက်မှာဆိုရင်တော့စာကိန်းပီကိုထားမယ်အဲ့တော့2ပီကျူရအောင်ပီကိုဘာနဲ့မြောက်မလဲဆိုရင်2ကျူနဲ့မြောက်ပါမယ်အဲ့ဒါကြောင့်အဖြေက2ကျူ2ရန်မီတာဖြစ်တယ် ဒီနေ့တီချေပြောပြပေးခဲ့တဲ့အကြောင်းအရာကတော့သင်္ချာတစ်ခန်းကအခရာကိန်းတန်းများကသင်္ကန်းစာ6ဖြစ်တဲ့မိုနိုမီရဲ့အချင်းချင်းစာချင်းကြောင်းဖြစ်ပါတယ်ဒီနေ့တီချေရှင်းပြပေးခဲ့တဲ့သင်္ကန်းစာကိုသားတို့သမီးတို့နားလည်သဘောပေါက်မယ်လို့တီချေမျှော်လင့်ပါတယ်နောက်သင်္ကန်းစာမှာတီချေတို့ပြန်တွေ့ကြမယ်နော် bye bye ဒီနေ့တီချဲပြောပြမယ့်အကြောင်းအရာကတော့တင်ကြတေးအခန်းကအခရကိန်းတန်းများကတင်ကန်းစာခုနှစ်ဖြစ်တဲ့အခရကိန်းတန်းတစ်ခုဤတန်ဖိုးရှာခြင်းအကြောင်းဖြစ်ပါတယ်အခရကိန်းတန်းတစ်ခုမှာပါရှိတဲ့အခရကိန်းတို့ရဲ့တန်ဖိုးများကို ပေးထားလျင်အဲ့ဒီတန်ဖိုးတွေကို သက်ဆိုင်ရာအခရာကိန်းရဲ့နေရာမှာအစာသွင်းခြင်းအပြင်အဲ့ဒီအခရာကိန်းတန်းရဲ့တံပိုးကိုရှာနိုင်တယ်ပုံစံတွက်တစ်ကိုဒီချေရိုတွက်ကြည့်ရအောင်ဝိုင်းကြီးများခြင်း -1 ဖြစ်လျင် 2y2 the power 7 -3y2 the power 5 y2 y e တန်ဖိုးကိုရှာပါဆိုတဲ့မေးခွန်းလေးဖြစ်ပါတယ်။အဲ့လိုဆိုရင်တီချဲတို့မေးခွန်းကို ပြန်ရေးမယ် 2y2 the power 7 minus 3y2 the power 5 y2 minus y ကို ပြန်ရေးပါမယ်။ပြီးတော့မှာ y နေနေရာမှာ minus 1တွေကို အစားထိုးမယ်။အဲ့လိုဆိုရင်2 queen sa minus 1 queen page ပြီးရင်ပါဝါ7ရေးမယ်ပြီးရင် minus 3 y နေရာမှာ minus 1 power 5ပြီး plus y နေရာမှာ minus 1 the whole 2ပြီး minus ပြန်ရေးမယ် y နေရာမှာ minus 1ကိုခွင်းလေးနဲ့ထည့်ပြီးတော့ရေးပါမယ်အဲ့တော့ y minus 1ရဲ့ခုနှစ်ထပ်ကမဂဏန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဖြေက minus 1ပဲရရှိမယ်အဲ့ဒါကြောင့်2 gwin sa minus 1 gwin pe ပြီးရင် minus 3 minus 1ရဲ့ power 5ကလည်းမဂဏန်ဖြစ်တဲ့အတွက်ကြောင့်အဖြေကလည်း minus 1ပဲရမယ်အဲ့ဒါကြောင့် minus 1ရေးမယ်ပြီးရင် plus 3 -1 ရဲ့3တက်မှာလဲ3တက်ကမဂနန်ဖြစ်တဲ့အတွက်ကြောင့်အဖြေက -1 ပဲရမယ်ပြီးရင်အနှုတ်နဲ့အနှုတ်နဲ့မြောက်ရင်အပေါင်းဖြစ်တဲ့အတွက်ကြောင့်မလို့ +1 ကို ရေးပါမယ်အဲ့တော့2နဲ့ -1 နဲ့မြောက်ရင် -2 ရမယ် -3 နဲ့ -1 နဲ့မြောက်ရင် +1 ရတဲ့အတွက်ကြောင့်မို့လို့ +3 ရေးမယ် plus နဲ့ minus နဲ့မျှောက်ရင် minus ရတဲ့အတွက်ကြောင့် minus 1ရေးမယ်ပြီးရင် plus 1ကိုရေးပါမယ်အဲ့ဒီ minus 2 plus 3 minus 1 plus 1ကိုဖြည့်ရှင်းလိုက်တဲ့အခါမှာတော့အဖြေ1ကိုရရှိမှာဖြစ်ပါတယ်ပုံစံတွက်နှစ်ကိုဆက်ပြီးတော့တွက်ကြည့်ရအောင် a ညီမြချင်း -2 ဖြစ်လျင် 2a cube minus 3a square plus a minus 1e တန်ဖိုးကိုရှာပါတဲ့ဒီကျေရောမေကုံးကိုပြန်ရေးပါမယ် 2a cube minus 3a square plus a minus 1ညီမျှခြင်း2 ქვენ စာ a နေရာမှာ minus 2ကိုထည့်ပါမယ်2 ქვენ စာ minus 2သဘောကျပြီး minus 3 အနေရာမှာ -2 ရေးမယ် -2 သဝိုးပါဝါ2ပြီး plus a နေရာမှာ -2 ကိုရေးမယ်ပြီးရင် -1 ကိုပြန်ရေးမယ်အဲ့တော့ -2 ရဲ့3ဓာတ်က -2 နဲ့ထွက်ပါမယ်အဲ့ဒါကြောင့်2 3ဓာတ်က8ဖြစ်တဲ့အတွက်ကြောင့်2 -a ခွင်းပိတ်ကိုရေးပါမယ် ပြီးရင် tree နဲ့ -2 square ကိုမြောက်မယ်။ -2 ရဲ့နှစ်ထပ်က၄ရမယ်။အဲဒါကြောင့် tree queens are 4 queen page ဖြစ်ပါတယ်ပြီးရင် plus နဲ့ minus နဲ့မြောက်ရင် minus ရတဲ့အတွက်ကြောင့် minus 2နောက်က minus 1ကို ပြန်ရေးပါမယ်အဲ့ဒီတော့ minus 16 minus 12 minus 3ကိုရရှိမယ်အဲ့ဒါကြောင့်အနှုတ်တည်းကြီးပဲပေါင်းလို့ရှိရင်တော့အနှုတ်နဲ့ပဲအပြည့်ထွက်ပါမယ်အဲ့ဒါကြောင့်16ကဲ12ကဲ3ရဲ့ပေါင်းလိုက်ရင်31ကိုရရှိရတဲ့အတွက်ကြောင့် minus 31ကအပြည့်ဖြစ်ပါတယ်ဒီကျေရိုဒီသင်ခန်းစာမှာဆိုလို့ရှိရင်တော့မှတ်သားရမယ့်အချက်ကလေးကိုသားတို့သမီးတို့ကမှတ်ထားပါ အနှုတ်ကိန်းရဲ့ ထက်ညွန်းဟာစုံကိန်းဖြစ်လို့ရှိရင် အပေါင်းကိန်းတစ်ခုကိုရပါမယ်ထက်ကိန်းထက်ညွန်းဟာမကိန်းဖြစ်မယ်ဆိုရင်တော့အနှုတ်ကိန်းတစ်ခုကိုရရှိပါမယ်